မူဆလင်အကြမ်းဖက်တွေရဲ့ကြားဆုံးခင်းကိုရောက်နေပြီဆိုတာကိုမင်းတို့ကဘာကြီးကသိတော်ပြီပြီမင်းတို့ဘလောက်ပဲငိုပြပါစေဘလောက်ပဲလောပါစေအခုတည်းကြည်လိုက်နော်အာရကပြေသူပြေပလောက်ပေါ်နဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ကဘာသူကဘာသားအပေါင်းတို့စာလီစွာပါလို့နောက်ခွန်ဆက်တတ်ပါတယ်ဒီနေ့ကျွန်တော်သောသောမှာကတော့အကျံဖက် ARSF အဖွဲ့နဲ့ RSO အဖွဲ့တော့ကုလသမဂ္ဂလူခွင့်ရေးကတော့မှငမဲတော်ကို ပြောနေပြီမဲတော်တွေဟာအကြံဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ဆိုတဲ့အကြောင်းနောက်နောက်တစ်ခုကဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိနေတဲ့ဒုက္ခသည်စခန်းမှာရောက်နေတဲ့ဘင်္ဂလီတွေကိုခလေးလူငယ်တွေကို မေရောစိတ်သားစုဆောင်နေတယ်ဆိုတဲ့အကြောင်းအကြံဖက်အပွေးစီဖြစ်ဖို့အတွက်လူစုဆောင်နေတယ်ဆိုတဲ့အကြောင်းနော်နောက်တစ်ခုကမေရောအာရမပတိကျစ်လူသတ်နေတယ်ဆိုတာကကုလသမဲအပွေးစီကမေရောကိုပြောနေပြီဒီမှာနားထောင်ကြည့်လိုက်မေရောနော်2024 Insecurity in the refugee camps in Bangladesh is deepening, leaving people in even greater fear and despair. Armed groups, including the Arakan Rohingya Salvation Army, prey on families. They extort money from them and forcibly recruit boys and young men. ကျွန်တော်တို့ပြောတာမဟုတ်ဘူးเนาะဒါကိုကဘာကနေပြီးမင်းတို့ကိုပြောနေပြီဖြစ်တယ်မင်းတို့ဟာရခိုင်ပြည်ထေကိုဝင်ပြီးတော့เนาะအော်တော်ဘာလနေ့နေ့ကလေရသေးတော်မျိုးနေစီဒီပြင်ကြီးရောအကြောက်ပန်းသူကြီးရောအနမ်းမှာ <laughs> နော်ဒီမင်းတို့နော် ARS အဖွဲ့ကနေပြီးရှုံခိုတိုက်ခိုက်လို့နော်အဲ့ဒီမှာလဲလူနှစ်ဦးသေဆုံးပြီးနော်သုံးနှစ်အရွယ်ကလေးတဦးအပါအဝင်သုံးဦးတရားရရှိခဲ့တယ်ဆိုတာတော့ကျွန်တော်တို့သက်သေအထောက်အထားရှိတယ်နောက်တစ်ခုကအော်တော်ပါလာနော်၁၄ရက်နေ့၂၄ရက်နေ့နိုင်တဲ့ခဏနာကြီးမှာလဲမောင်တော်မြို့နဲ့ နတောင်ဘက်မီယူတောင်တန်းအနိနွားကျောင်းနေသည့်နော်ကင်းရှောင်းရွာသား၆ဦးကိုမင်းတို့ဖမ်းယူသွားတယ်သာကိုဟောကျွန်တော်တို့တွေ့ရတဲ့ ARS အဖွဲ့မှာဖမ်းဆီးသွားခင်ဖြစ်တယ်နော်အဲ့ဒီဖမ်းဆီးသွားခဲ့ရတဲ့ကထွေပြီးလွှမ်းမြောက်ပြီးအာရွာသားတွေကိုနဲ့ပြန်လို့လိုက်ရှာတဲ့အရှင်မနော်ကျွန်တော်တို့အတိအကျ အခမ်းအမားရှိတဲ့ဒါဝမင်းတို့ဘလို့ညင်းဆက်ထုတ်ရှင်တာလဲနော်ဒါကပတ်နိုင်ငံအသီးသီးမှာမင်းတို့ရဲ့ရုံးပါမှုတွေမင်းတို့ရဲ့ပြန်ပေးဆွေးမှုတွေနော်အခုလက်ဖြစ်ပြန်ပြီအခုရခိုင်ပြည်မုံတော်မြို့နယ်တော့ငွေတောင်ကြေးရွာအတွင်းအကန့်ဖက်စိတ်သွေးကြော့နော်ဦးစလင်းလက်နက်ကအဖွဲ့အဲဆိုတော့ကနေပြီးတော့ကြောင်းနေတဲ့အမျိုးသားတအူး ကောရဲစဲစောနော်နော်အသက်63နှစ်အရွယ်ဥရွှေသိန်းခဥအစုံမောင်ဖြစ်တဲ့ဒီလူကောမေတော်နဝင်ဘာလခနေ့ရက်နေ့မှာစေနာကြီးခွဲ့အရှင်ခိုင်းတမနော်ငွေတော်ကြီးရောအမြောက်ဖက်မေယုတောင်တိုင်းနာမှာမနော်ကြောင်းနေတာကိုမေတော်ကရဲစဲစောသတ်ဖြားပြီးရဲစဲစောသတ်ဖြားပြီးတော့လူကိုအလုံးပါဖျောက်ပခဲ့တာ ဒါကိုလိုက်ရှာလို့တွေးကြအကုန်လုံးကိုမင်းတို့ရဲ့အကြံဖက်အဖေးစည်းတွေကဘာကြီးမှာမင်းတို့ရှေလီရှင်တို့ရှင်နေတဲ့အခုလက်ရွှေမောင်တို့နေဆွမ်းလင်တို့နဲ့အပေါင်းပါနော်သူတို့ကဒီ ARSL ရဲ့ခေါင်းဆောင်တွေဖြစ်နေတယ်ဒီကောင်တွေက ARSL ရဲ့ခေါင်းဆောင်တွေဖြစ်နေတယ်နိုင်ငံတကာမှာနေပြီ ARSO ရဲ့ခေါင်းဆောင်တွေဆိုတာရွှေမောင်တို့ ်နေစမ်းလင်တော့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အကုန်လုံးပြင်မိနေရတာပဲဒါကြောင့်မို့လို့မင်းတို့လောက်တာကိုအကုန်သူကဘာကသိနေပြီမင်းတို့ကဘာကြီးကိုငိုပြရှင်တို့ငိုပြရဲလို့ရှင်တို့လုံနေတာကိုတွေးနေရတာเนาะအဲ့ဒီကြောင့်မင်းတို့ကကဘာကြီးကိုဘလောက်ပဲငိုပြပါစေအလူကနေပြီးမင်းသားကောင်းဆောင်းထားတာအကုန်လုံးပေါ်လွင်နေပြီဆိုတာကို မေရောဒီမာကုလသမဂ္ဂအဖွဲ့အစည်းကနေပြီး US ကဒီမှာမေရောပြောထားတာဒီမှာဒီဖိုင်ဒီမှာပြောထားတာကိုမေရောနားထောင်ကြည့်လိုက်မင်းတို့နော်မွတ်စလင်အကြမ်းဖက်တွေရဲ့ကြားဆုံးခင်းကိုရောက်နေပြီဆိုတာကိုမင်းတို့ကဘာကြီးကသိတော်ပြီပြီမင်းတို့ဘလောက်ပဲငိုပြပါစေဘလောက်ပဲလောပါစေအခုတည်းကြည့်လိုက်နော်အခုဒီမှာကြည့်လိုက်ပါတော့ armed groups, including the Arakan Rohingya Salvation Army, prey on families. They extort money from them and forcibly recruit boys and young men. <laughs>